အော်တိုဘားလ14ရက်နေ့ကငွေရေးဆေးဝါးတင်ဆောင်လာတဲ့၅ဆင်းမြောက်လေကိုဖောက်ခွဲတိုက်ခိုက်ပြီးတဲ့နောက်ရေပိုက်နယ်အတွင်းနောက်ထပ်မူးယစ်လေတွေမတွေ့ရတော့တဲ့အတွက်ကုန်းတွင်းမိုက်ထိဝင်ရောက်ပြီးရှင်းလင်းမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအသိပေးပြောဆိုပြီးနောက်ပိုင်းမှာ B52 ပုံကျဲလေယာဉ်၃စီးဟာဗင်နီဇွဲလားလေပိုင်နယ်အနီးနှစ်နာရီကြာပြန်တန်းခဲ့ခြင်းဖြစ်ပါတယ်။နောက်ဆုံးမူးယစ်လေဖောက်ခွဲတိုက်ခိုက်မှုမှာလိုက်ပါလာသူ6ဦးလုံးသေဆုံးသွားတာကြောင့် မိုးရင်လင်၅စီးကိုတိုက်ခိုက်ခဲ့မှုအတွင်း28ရောက်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ဒေါ်လာတန်း90စုကြေးထုတ်ခံထားရတဲ့ဗင်နီဇွဲလားသမရအာနာရှင်မာဂျူရိုကထရန့်ရဲ့လောက်ရဟာမိမိတို့အစိုးရကိုဖြုတ်ချလဲလှယ်ဖို့ရည်ရဲတဲ့အပြုအမူမျိုးဖြစ်နေတာကြောင့်ခုခံကာကွယ်သွားရမယ်လို့ဆိုပါတယ်။ American B52 ပုံကျဲလျင်၃စီးဟာအော်တိုဘာလ15ရက်က လူဝီဇီယားနာလေးတက်အခြေဆိုင်စခန်းကနေထွက်ခွာပြီးဖီနီဆွဲလာလေးပိုင်တဲ့အနေမှာချိန်ချောက်ပြန်တန်းခဲ့တာဖြစ်ပါတယ်။သတင်းတွေအရအမေရိကန်တပ်တွေဟာဖီနီဆွဲလာရဲ့အရေးပါတဲ့စိတ်ကန်းတွေနဲ့လေးတက်အခြေဆိုင်စခန်းတွေကို သိမ်းပိုင်နိုင်တဲ့အဆင့်ထိပြင်ဆင်ထားပြီးဖြစ်တယ်လို့ဖော်ပြနေကြပါတယ်။